တင်ဇာဝန်းကျော်ကသူ့ကိုတဝင်တို့ပြီးစိတ်ဆိုးနေတဲ့အကြောင်းကိုပြောလာတဲ့အောင်လပရိသတ်များအလုံးမမြင်လာပါရှင့် Famous Daily News ကနေပြန်လေးကြိုဆိုလိုက်ပါတယ်အင်းစင်ထောင်ထဲမှာတိုးတက်လာခဲ့တဲ့တင်ဇာဝင်းကျော်နဲ့သူနဲ့ဆက်ဆံရေးကိုအခြေအနေပြောပြလာခဲ့တဲ့အဆိုတော်အောင်လာကတော့အခုဆိုရင်အဆိုတော်အောင်လာကတင်ဇာဝင်းကျော်ကသူ့ကိုတဝင်းတူပြီးတော့စိတ်ဆိုးနေတဲ့အကြောင်းလေးကိုပြောပြခဲ့တာဖြစ်ပါတယ်။ ဒီမတိုင်ခင်မှာအင်တာနက်ပေါ်မှာဆိုတော့အွန်လိုင်းနဲ့တရုတ်ဆောင်မင်းသမီးလေးတင်ဆောင်ဝင်းကျော်တို့ချစ်ကြိုက်နေကြပြီဆိုတော့သတင်းတွေထွက်ခဲ့ပါတယ်။တချို့သောအတွင်းသတင်းတွေအရတော့အွန်လိုင်းနဲ့တင်ဆောင်ဝင်းကျော်တို့ဟာတကယ်တွင်းနေကြပြီလို့ဆိုကြပြန်ပါတယ်။ဒါကြောင့်ပြည်သက်တွေကတော့အွန်လိုင်းတရုတ်ဝိုင်းစုခိုင်သိန်းနဲ့ကွဲပြေးမှာတင်ဆောင်ဝင်းကျော်နဲ့တွင်းနေပြီလို့ထင်နေကြပါတယ်။အစိုးရအောင်လာနဲ့တင်ဆောင်ဝင်ကျော်တို့ဟာအစောပိုင်းမှာကတည်းကအခင်မင်းရင်းနှီးကြတဲ့တငယ်ချင်းတွေဖြစ်ခဲ့ကြတာဖြစ်ပါတယ်။ဒါအပြင်ထောင်ထဲမှာလည်းပို့ပြီးရင်းနှီးခဲ့တယ်လို့ပြောလာခဲ့ရပါ ဒါကြောင့်လည်းထောင်ကပြန်လည်လွမြောက်လာတဲ့တင်ဇာဝင်းကျော်နဲ့အတူ reunion party ဆိုပြီးတော့ပါတီပွဲလေးတစ်ပွဲတောင်ကျင်းပပေးခဲ့ရဖြစ်ပါတယ်။ဒါကြောင့်မလို့တင်ဇာဝင်းကျော်ကိုရိုင်ကလည်းတခြားဘဲအမှုပညာရှင်တွေမှတွေးဆောင်ခြင်းမရှိဘဲအောင်လာလုပ်တဲ့ပွဲကိုဦးစားပေးတက်ရောက်ခဲ့ပါတယ်။အထူးသဖြင့်တော့တင်ဆောင်ဝင်းကျော်အတွက်အောင်လာကလုပ်ပေးရပွဲမှာတင်ဆောင်ဝင်းကျော်နဲ့အောင်လာတို့ရဲ့နီးစပ်တဲ့အဆက်ဆံရေးတွေကိုပရိသတ်တွေကမြင်တွေ့ခဲ့ရပါတယ်။ ဒါကြောင့်လည်းပြည်သက်တွေကတော့အောင်လာနဲ့တင်ဆောင်ဝင်းကျော်တို့ရဲ့ဆက်ဆံရေးကရိုးမရိုးရဲလားအောင်လာတယောက်ဝိုင်းစုခံတင်းကြောင့်ကွဲသွားတဲ့အသေးကိုတင်ဆောင်ဝင်းကျော်နဲ့ကူစားတော့မလားဆိုပြီးတော့ထင်ကြေးပေးနေကြတာပါအခုတခါမှလည်းတင်ဆောင်ဝင်းကျော်ကအောင်လာကိုစိတ်ဆိုးနေတယ်လို့သိရပါတယ်အတူတပြင်းဥပိ္ပခာတခြင်းကိုအောင်လာကတင်ဆောင်ဝင်းကျော်နဲ့မရိုက်ဘဲတခြားမင်းသမီးနဲ့ရိုက်ကူးလိုက်တာကြောင့်တင်ဆောင်ဝင်းကျော်ကစိတ်ဆိုးနေတယ်လို့သိရတာပါအခုလိုမျိုးတင်ဆောင်ဝင်းကျော်နဲ့အောင်လာတို့နီးစပ်နေတဲ့အခြေအနေတွေကြောင့်လည်းလူတွေကတင်ဆောင်ဝင်းကျော်နဲ့အောင်လာတွဲနေပြီလားလို့ထင်နေကြပါ ပါတယ်။အထူးသဖြင့်ဝိုင်းစုရဲ့နေရာကိုအောင်လာကတင်ဆောင်ဝင်းကျော်နဲ့အစားထိုးမလာထင်နေကြတာဖြစ်ပါတယ်။အားလုံးလည်းသိကြတဲ့အတိုင်းအစိုးရအောင်လာနဲ့သူ့ရဲ့ငယ်တငယ်ချင်းလေးဖြစ်တဲ့အစိုးရဝိုင်းစုကန်တိန်ကလက်ထပ်ပြီး6နှစ်ကျော်9နှစ်လောက်ပေါင်းတင်လက်ထပ်ခဲ့တာဖြစ်ပါတယ်။ အစောပိုင်းမှာတော့အစိုးရအောင်လာနဲ့ဝိုင်းစုကန်သိန်းတို့ဟာတာယာပျော်ရွှင်တဲ့အိမ်ထောင်ရေးဘဝလေးကိုတည်ဆောက်နိုင်ခဲ့ပါတယ်။ဒါပေမဲ့လည်းနောက်ပိုင်းမှာတော့အစိုးရအောင်လာတယောက်ထောင်ထဲကိုရောက်နေစဉ်မှာသူ့ရဲ့ဇနီးတွေကတခြားတယောက်နဲ့တွဲနေခဲ့ရဖြစ်ပြီးတော့အောင်လာလွမြောက်လာချိန်မှာတော့ကွာရှင်းခွင့်တောင်းခဲ့ရပဲဖြစ်ပါတယ်။ဒါကြောင့်လည်းအစိုးရအောင်လာနဲ့ဝိုင်းစုကန်သိန်းတို့ကြားထဲမှာပြဿနာတွေတောက်လျှောက်တက်နေခဲ့ရဖြစ်ပြီး Facebook ပေါ်မှာပွဲတွေလည်းဇက်တိုက်ဖြစ်နေခဲ့တာအားလုံးလည်းအသိပါပဲ။ အခုချိန်မှာတော့အောင်လာရောတင်ဆောင်ဝင်ကျော်ပါချစ်သူမရှိဘဲနဲ့တကိုယ်တည်း single တွေဖြစ်နေကြတာပါ။ဒါကြောင့်လည်းတင်ဆောင်ဝင်ကျော်နဲ့အောင်လာတို့ကမကြခင်မှာချစ်သူတွေဖြစ်တော့မယ်လို့ထင်နေကြတာဖြစ်ပါတယ်။တချို့ပြိသက်တွေကတော့တင်ဆောင်ဝင်ကျော်ကိုအောင်လာနဲ့သဘောမတူကြပါဘူး။အခုကြည့်ရှုနေကြတဲ့ပြိသက်တွေကရောတရုတ်ဆောင်တင်ဆောင်ဝင်ကျော်နဲ့အစိုးရအောင်လာတို့ကိုသဘောတူပါသလား။မိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးသွားခဲ့ပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။